ဖြစ်ရမှန်မူကင်းစာရေးဆရာအဲလီဇန်အော့စဘတ်တို့မိသားစုဟာလူလေးယောက်ကျိုးဆွဲချပြီးတော့တေးခဲ့တဲ့အိမ်ကိုပြောင်းရွှေ့လာပါတယ်။အိမ်ထဲမှာတော့အဲလီဇန်ကအခန်းထဲရန်ဒီပေါ်မှာပကြီဆွဲနေတဲ့သမီးဖြစ်သူအက်ရှလီကိုပကြီဆွဲတာကိုရက်ပြီးတော့အမေကိုကူညီဖို့ပြောပါတယ်။အက်ရှလီကဒီအိမ်ပြောင်းလာတော့သဘောမကျဖြစ်နေပြီးတော့စာအုပ်ကိုအရင်နေရာမှာဘာကြောင့်မရေးနိုင်ရလဲမေးတဲ့အခါမှာအဲလီဇန်ကအရင်နေရာမှာပဲရေးမယ်ဆိုရင်ကောလိပ်ရတင်ဦးစာအုပ်တွေကိုပဲရေးနေရမယ်ကြောင်းပြောပြပါတယ်။ ဟော့စပတ်ကလည်းခေါင်းမာနေတဲ့ Ashley ကိုစာအုပ်သစ်ထွက်ပြီးရောင်းထွက်တာနဲ့ဒီနေရာကနေပြီးတော့ပြန်မြောင်းကြမယ်ဆိုပြီးဂရီပေးလိုက်ပါတယ်။ Alison က Ashley ရဲ့ဗကြီးတွေကိုတော့အိမ်ငန်းထဲမှာဆွဲဖို့တတိပေးပြီးတော့တားပါးနဲ့အောင်အိမ်မြုံထွက်လာကြတဲ့အခါမှာမိမဖြစ်သူကရေမူးရောက်နေရအောင်ပြောပြလိုက်ပါတယ်။ Alison ကသူ့ကိုယ်သူမိတ်ဆက်လိုက်ချိန်မှာရေမူးရ Alison ကိုပစ္စည်းတွေကို truck ကားပေါ်ပြန်တင်ပြီးဒီကနေထွက်သွားဖို့ပြန်တိုက်တွန်းတဲ့အခါမှာ Alison ကအဲ့လိုမဖြစ်နိုင်ကြအောင်ပြောပါတယ်။ရေမူးကြီးကအဲလီဆန်ရဲ့တချို့စာအုပ်တွေအကြောင်းမလို့စာဘတ်သူတွေကလူသက်သမားတွေဖြစ်သွားနိုင်ပြီးအဲလီဆန်နဲ့ပါလာမယ့်နောက်ဆက်တွဲပြဿနာတွေကိုမလိုချင်ကြောင်းပြောလိုက်ပါတယ် အလေးဆောင်ကကျူးဆွဲချပြီးတော့တည်ရဲမှုမှာပြောင်းနေတဲ့ကလေးမလေးရှိနေကြောင်းပြောတဲ့အခါမှာရဲမှုရပြောင်းနေရမဟုတ်ဘဲနဲ့တည်သွားတာဖြစ်နိုင်ကြောင်းငြင်းဆိုလိုက်ပါလေအလေးဆောင်ဟာရဲမှုနဲ့အခြေတည်ငင်းခုံရင်းနဲ့ဒီမှုအတွက်ဌာနဆိုင်ရာကိုအသုံးမပြုရပဲသူအားသူသာအားကိုးရတော့မှာပဲကိုသိလိုက်ပါလေရဲမှုကြီးကအလေးဆောင်ကိုတခါတရံလဲမှန်နိုင်လို့ဖို့မျော်လင့်ကြောင်းပြောလိုက်တာကြောင့်မလို့အလေးဆောင်ကလေရဲမှုနာကနေလဲထွက်လာလိုက်ပါလေကျွေးစီကရဲမှုကအင်ကိုလက်ညှိုးထိုးတာကိုတွေးလိုက်ရအောင်မလို့ဒီရင်ကလူသက်မှုအခင်းဖြစ်တဲ့နေရာကအိမ်မဟုတ်ဘူးမျော်လင့်နေကြောင်းပြောပါလေ ။အလီဆန်ကအဲ့ဒါကြောင့်ပြောင်းလာမဟုတ်ကြောင်းဂရီပေးလိုက်တဲ့အခါမှာဒရီစီကလည်းပြုံးပြုံးရွှေရွှေဖြစ်သွားပါရီ။အလီဆန်ကအိန်းရောက်တဲ့အခါမှာနောက်ဖေးရောက်ကျူးဆွဲချတေးခဲ့တဲ့အပင်ကိုငေးကြည့်နေပါရီ။အဘော်တဲ့အထက်ကိုပေါ်ကိုပစ္စည်းတက်သေးနေ။ကင်းတကောင်တွေးလိုက်ရအောင်မလို့တပ်ပလိုက်ပြီးတော့ဆက်ကူတက်တာတစ်ခုထဲမှာပရိုဂျက်တာနဲ့နံမတ်တွေမှတ်ထားတဲ့ဖလင်တိတ်ခွေတွေပါတွေ့လိုက်ရပါရီ။အလီဆန်ကတက်တာကိုယူလိုက်ပြီးတော့မိသားစုနဲ့ညလာစားလိုက်ပါရီ။ထရီစီကကလေးတွေကိုဒီနေရာမှာအပြင်ထွက်ပြီးစားတာမျိုးသိလို့နိုင်မှာမဟုတ်ကြောင်းပြောတော့အရှိလီကအပြင်ကိုဘာကြောင့်သွားမစားနိုင်တာလဲဆိုပြီးတော့ဆက်ဆူပါရီ ိမ်ဟောင်းကိုမရောင်းရသေးတာကြောင့်ဖြစ်ကြောင်းပြောတော့ဒါဖြစ်သူ Traver ကလည်းအိမ်ကိုဈေးလျှော့ပြီးမြင်မြင်အောင်မပြောပါနဲ့။သူစာအုပ်သစ်ထွက်ပြီးရောင်းထွက်သွားပြီဆိုရင်တော့အပူပင်မရှိနေနိုင်တော့မှဖြစ်ကြောင်း Ellison ကပြန်ပြောလိုက်ပါတယ်။ Traver ကတော့ကြောင်းသွားရင်အားလုံးသိရနိုင်ပြီးကလေးတွေကသူ့ကိုထမုံမလားဆိုပြီးတော့စိုးရိမ်နေရပါတယ်။ Traver ကအသက်၁၂နှစ်သာရှိသေးပြီးတော့ Ellison ကသူ့ရဲ့ရုံငန်းထဲထပ်ဝင်မိတာမျိုးမဖြစ်စေချင်ကြောင်းပြောကပထမစီမီးကဘာလဲလို့မေးလိုက်တဲ့အခါမှာကလေးတွေကအဖေရုံငန်းထဲမဝင်ရဆိုပြီးတော့ဖြေလိုက်ပါတယ်။ ထရေးစီကစိတ်ကူးယဉ်ဝိထုတွေကိုထက်ရေးစေချင်တာကြောင့်မလို့အလီဆန်ကစိတ်ကူးယဉ်ဝိထုတွေကိုလူတွေမကြိုက်ကြကြောင်းထရေးစီဝတာသူ့ဘက်မှာရှိနေစေချင်ကြောင်းပြန်ပြောပါရီထရေးစီကအမြဲတမ်းရှိနေပြီးခဲ့ပြီးအခုလဲအလုတ်လုတ်ရတာကိုပျော်နေတာမျိုးဖြစ်စေကြောင်းပြောလိုက်ပါရီအလီဆန်ကသူ့ဆောင်အစ်စ်နောက်တစ်ခါပေါက်ဖို့မျှော်လင့်ကြောင်းပြောလိုက်တဲ့အခါမှာထရေးစီကလေကန်ထရက်ကီဘလော့ဝိထုအောင်မြင်ခဲ့တာကလွန်ခဲ့တဲ့၁၀စုနှစ်ကဖြစ်တာကြောင့်မလို့အောင်မြင်မှုဟာ၁၅မိနစ်ပဲခံရင်ဘယ်လိုလုပ်မလဲလို့မေးလိုက်ပါရီ ်ထရေစီကလည်းအဲလစ်ဆန်ကိုတဘွာလုံးအဲ့ဒီမှုကင်းနေနောက်ကိုလိုက်ပြီးတော့အချိန်မပြုံးစီခြင်းမူဆိုပေမဲ့အဲလစ်ဆန်ကအောင်မြင်မှုအခွင့်အရေးတစ်ခုထပ်လိုချင်နေတာဖြစ်ပါတယ်ထရေစီကအရင်တစ်ခါလိုမျိုးအခြေအနေမျိုးဖြစ်ရင်တားသမီးကိုပါခေါ်ပြီးတော့အမအိမ်မှာပဲပြန်နေတော့ဖို့တက်စဉ်းစားနေပါတယ်အဲလစ်ဆန်ကအဲ့ဒီညရုံးခန်းထဲရောက်တဲ့ခါမှာကျိုးဆွဲချပြီးတော့တေးတဲ့မိသားစုဝင်တွေရဲ့ဓာတ်ပုံတွေကိုနေရာမှာကပ်ပြီးတဲ့ခါမှာချက်ကိုပေါ်ကသူရလာတဲ့ flint ကို projector နဲ့ကြည့်လိုက်ပါတယ်ပထမတစ်ပင်အောင်မှာကလေးတွေကစားနေကြတယ်လို့မိသားစုဝင်တွေအားလုံးပျော်ရွှင်နေတာကိုတွေ့လိုက်ရပါတယ် နောက်တော့မိသားစု၄ယောက်စလုံးကျိုးဆဲချတည်နေပြီးအပင်ပေါ်ကတယောက်ကတက်ကိုင်းကိုခုတ်ချလိုက်တယ်လို့မျိုးထင်ရပါတယ်။အလီဇန်ကလည်းထိတ်လန့်တယ်လို့ဖြစ်သွားပြီးတော့အရက်တွေတောက်ကရဲစည်းတင်လိုက်ပါတယ်။အလီဇန်ကအရက်ကိုတောက်လိုက်စာရေးလိုက်လို့ဝင်နေဒါရီယိုဘာကြောင့်ရိုက်ထားရလဲဆိုတော့နားမလည်နိုင်ဖြစ်နေပါတယ်။သူကအိမ်ပြင်ကိုထွက်ပြီးတော့ဇွဲကျိုးချတည်ခဲ့တဲ့အပင်ကိုစီးစက်စက်ထွက်ကြည့်တဲ့အချိန်မှာအပင်ကလှုပ်ရမ်းလာကြအောင်မလို့အိမ်ကိုပြောင်းဝင်လိုက်ရပါတယ်။အိမ်ထဲရောက်လာခဲ့တဲ့အလီဇန်ကမတင်ငါစရာတစ်ခုတွေးလိုက်ရပြီမဲ့။သမီးပြည့်သူအက်ရှလီအိမ်သာသွားဖို့ထွက်လာတာဖြစ်နေပါတယ်။ ။တမိကိုခန်းနဲ့ပြန်လိုက်ပုံရင်လည်းဗကြီးရတိုးတက်လာတာကိုလည်းချီကျူလိုက်ပါရီ။အက်ရှလီကတနည်းအားမှအရန်လာတဲ့ဗကြီးကားဆွဲပြီးအဖေလိုနမေကြီးဖြစ်လာမှဖြစ်ကြောင်းပြောတဲ့ခါမှာအဲလီဆန်ကလည်းထောက်ခံလိုက်ပါရီ။နှုတ်ဆက်ပြီးထွက်သွားတဲ့အဲလီဆန်ကိုအက်ရှလီကအိမ်ပြန်လို့ရအောင်လို့တကယ်ကောင်းတဲ့စာအုပ်ရေးဖို့တက်တောင်းဆိုတဲ့ခါမှာလူတွေဖတ်ဘူးသမျှတွေမှာအကောင်းဆုံးစာအုပ်ကိုရေးမှဆိုပြီးတော့ပြောလိုက်ပါရီ။အလေးဆန်ဟာရုံးငန်းကိုပြန်သွားပြီးနောက်ထပ်ဖလင်လိတ်တစ်ခုကိုဖြန့်ကြည့်တဲ့အခါမှာတော့နောက်ထပ်မိသားစုတစ်ခုဟာညကန်းနားမှာငားများနေအောင်တွေ့လိုက်ရပါတယ် အဲ့ဒီဖလင်ကိုစက်ကြည့်တဲ့အခါမှာလူရီကိုကားထဲမှာတန်ကျူးနေတုပ်ထားပြီးကောင်းအောင်မီးရှို့လိုက်တာကိုသိလိုက်ရပါတယ်။အလီဇန်ဟာထိတ်လန့်စရာကောင်းတဲ့အဆုလိုက်အပြုံလိုက်လူသက်မှုတွေကိုကြည့်ပြီးတော့ရဲကိုဖုန်းခေါ်လိုက်ပါတယ်။သူကမယုံနိုင်စရာအဖြစ်ပြက်တွေကိုရဲကိုသတင်းပေးဖို့လှုပ်ပြီးတော့မှသူ့ရေးထားတဲ့စာအုပ်တွေကိုမြင်ပြီးတော့သတင်းမပေးနိုင်တော့လို့ဖြစ်နေပါတယ်။အဲ့ဒီအချိန်ဒီကထိတ်လန့်စရာကောင်းနေပေမဲ့မှုကင်းစာရေးစရာဖြစ်တဲ့သူ့အတွက်ကတော့အောင်မင်းရဲ့စာအုပ်တွေကိုရဖို့အခွင့်အရေးလည်းဖြစ်နေပါတယ်။အလီဇန်ဟာစိတ်လို့ရှားစွာနဲ့နောက်ထပ်ဖလင်လေးတစ်ခုကိုယူပြီးတော့ဖြန့်ကြည့်လိုက်ပါတယ်။ အလေးစားတခုခုထူးခြားနေတာကိုသိရတာကြောင့်မလို့အိမ်ထဲကိုကြီးလိုက်တဲ့အခါမှာတော့လှုပ်နေတဲ့ဆက်ကူဘုံကိုတွေ့လိုက်ရပါတယ်။တတိနေထားနေကြီးလိုက်တဲ့အချိန်မှာပဲပုံနေရနေ Traver ဟာသွေးသွေးရန်အော်ဟစ်ပြီးတော့ထွက်လာတွေ့လိုက်ရပါတယ်။ဒါပြည့်သူကိုအတင်းပြေးပွေပြီးတတိထားဖို့အော်လိုက်ကအိမ်မြုံပြေးထွက်သွားပါတယ်။ရုံးကန်နေတဲ့ Traver ကိုအတင်းပွေထားပြီးဂျေရီကိုကြည့်ဖို့အော်ပြောလိုက်ပြီး Traver လည်းတတိရလာတဲ့အခါမှာအိမ်မြုံရောက်နေအောင်နားမလည်နိုင်ဖြစ်သွားပါတယ်။ဆိုရင်ပူပန်ပြီးတော့ထိတ်လန့်နေတဲ့ Alison က Tracy ကိုပြောပြခြင်းနေတဲ့အကြောင်းအရာတစ်ခုရှိကြောင်းဝန်ခံလိုက်ရမှာ။ ဒရေစီကစိတ်အေးထားဖို့ပြောပြီးတော့အပြင်မှာအေးတာကြောင့်အထဲကိုခေါ်သွားပါတယ်မနေ့ရောက်တဲ့အခါမှာမနက်စာစာရင်းနဲ့ညအဖြစ်ပြက်ကိုကြားတော့ထရာဗာအန်အိုးနေပါတယ်အလီဆန်တို့အတွက်လည်းထရာဗာကိုရှာတွေ့ရနေရကတိတ်အထူးဆန်းတော့မဟုတ်ပါဘူးထရာဗာငငယ်ကအဝိရှော်ဇက်တဲဝင်ပြီးတော့သေးပေါက်ဖို့လှုပ်ခေတာကိုဒရေစီကပြန်ပြောပြလိုက်တဲ့အခါမှာထရာဗာဆက်မပြောဖို့တောင်းဆိုလိုက်ပါတယ်အက်ရှလီကလည်းသူ့ကိုဖြစ်တယ်လို့မျိုးသူလည်းအိမ်မက်ဆိုးတွေမတ်တက်တယ်ထင်မိကြောင်ပြောလိုက်ပါတယ်ဒရေစီကလည်းဒီနေ့မြင်းအနေထားကိုသိအောင်လုပ်ရမယ်ဆိုပြီးတော့ ကလေးရောင်းနဲ့ထွက်သွားကြပါလေအလီဆန်ဟာသူ့ရုံငန်းနဲ့ဝင်ပြီးတော့နောက်ထပ်ဖလင်လေးတစ်ခုကိုဖြွင့်ကြည့်လိုက်တဲ့အခါမှာတော့ရေကူးကန်မှာကစားနေကြတဲ့မိသားစုတွေကိုတွေ့ရပါတယ်။နောက်ပိုင်းမှာတော့ကြိုးကြည့်ခံထားတဲ့လူတွေကိုရည်ထဲဆွဲနှစ်ကြပါတယ်။အဲဒီတိတ်ခွေထဲမှာထူးဆန်းတဲ့မျက်နှာတစ်ခုကိုအမတ်မထင်တွေ့လိုက်ရတာကြောင့်အလီဆန်ဟာပရိုဂျက်တာပေါ်ကထူးဆန်းတဲ့ပုံကိုအနီးကပ်ကြည့်နေတဲ့အချိန်မှာပဲအလိုလိုနေမိထလောင်သွားပါတယ်။ရုပ်ရှင်ဆက်ကိုပြင်ဖို့အတွက်အလီဆန်ဟာဂိုကဲမှာနေပညာတွေရှာဖွေလိုက်ပါတယ်။သူကမိလောင်သွားတဲ့ဖလင်တွေကိုတေးချဆက်ပြီးတော့နောက်တစ်ခေါက်ထပ်ဖွင့်ကြည့်လိုက်ပါတယ်။ ရေတွေကထူးဆန်းတဲ့အရာကိုသေချောင်းလို့ကြည့်နေတဲ့အချိန်မှာပဲ Tracy ရဲ့ order ကိုကြားလိုက်ရကဘာဖြစ်သူ Traver နဲ့အတူပြဿနာဖြစ်နေတဲ့အနားကို Ellison လည်းရောက်သွားပါတယ် Tracy က Traver ဖြတ်မိရတဲ့ marker နဲ့စာသင်ခန်းဘုတ်ဖြူပေါ်မှာလူလေးယောက် တစ်ပင်ရနေဂျိုးဆွဲချနေတဲ့ပုံဆွဲခဲ့တာဖြစ်ကြောင်းပြောတဲ့အခါမှာ Ellison လည်းအံ့ဩသွားပါတယ် Tracy က Ellison ရဲ့လှုပ်ဝက်စမ်းတဲ့ဇလန်းလေးကကြောက်စရာကောင်းတဲ့အသေးစိတ်တွေကိုဘာဖြစ်သူကြားနေရပြီဖြစ်ကြောင်းပြောလိုက်ပါတယ် အလက်ဇန်ရင်းနေရဆောက်ကဇွဲကျိုးချပြီးတော့တည်သွားတဲ့မိသားစုအကြောင်းဆိုတာကိုထရာဘာကတဆင့်ထရေစီလည်းတည်သွားပါရီထရေစီကဒီလိုတွေဖြစ်ရတာကိုစိတ်ပြတ်နေပြီးတော့အရင်ကကိစ္စရင်းနေတယ်မလုံလောက်သေးဘူးလို့မေးလိုက်ပါရီအလက်ဇန်ကအခုလိုတည်ကုန်တာစိတ်မကောင်းဆိုပေမဲ့လုံးစရာရှိတာကိုတော့ဆက်လုပ်ရမယ်ဆိုပြီးတော့ပြောလိုက်ပါရီလေမီယာနဲ့ရောက်စကားပြောအဆင်မပြေဖြစ်နေကြပြီးအလက်ဇန်ကစိုးရွားတဲ့ကိစ္စတွေဟာလူကောင်းတွေစီမှာဖြစ်ကြကြအောင်အဲ့ဒီအဖြစ်ပြက်တွေကိုလူတွေတည်သွားဖို့လိုအပ်နေကြအောင်ပြောလိုက်ပါရီအဲ့ဒီညမှာအလက်ဇန်ကဖလင်းတခွေကိုထပ်ပြီးတော့ကြည့်ရခါမှာတော့ လူသားသမားဟာအိယာပေါ်မှာလူတွေကိုဗဇက်ကိုတိတ်နဲ့ပိတ်ပြီးတော့လက်တွေကိုလည်းခြိထားပါရီအချုပ်ခံထားတဲ့အနားမှာခွေးလေးတကောင်ဟာတနာစပွဲအော်နေပါရီပြောင်လက်နေတဲ့ဓာသွားနဲ့အတူတူအိယာဘွားလူတွေလည်းလှီးအသက်ခံရတာကိုကြည့်ပြီးအဲလီဆန်တယောက်သွေးပြက်ကအရက်တွေတောင့်နေမိပါရီဗီဒီယိုကိုနောက်ထပ်တစ်ခါထည့်ကြည့်တဲ့အခါမှာတော့ထူးခြားတဲ့အမတ်သားတစ်ခုကိုသတိပြုမိလိုက်တာအကြောင်းမလို့အဲ့ဒီအမတ်သားပုံကို print ထုတ်ထားလိုက်ပါရီအလီဆန်ဖလင်ကိုအထက်ထက်ရေးကြည့်လိုက်တဲ့အခါမှာတော့1998ခုနှစ်တုန်းကကိုကင်းမှာ ခရစ်စတိုဖာဆိုရယ်73နှစ်ရွယ်သားလေးတစ်ယောက်ကပျောက်ဆုံးနေကြောင်းသိလိုက်ရပါတယ်။အဲဒီဆန်တယောက်လူသတ်မှုအကြောင်းရှာကြည့်နေတဲ့အချိန်မှာပဲထက်ခိုးဘွားလမ်းလျှောက်တောင်ကြားလိုက်ရပြီးတော့ရုတ်တရက်မီးပြတ်သွားပါတယ်။အဲလီဆန်ကဓမီထိုးပြီးတော့ဓာတ်တောင်ယူကထက်ခိုးဘွားတက်ကြည့်လိုက်ပါတယ်။အမောင်ထဲမှာထိတ်လန့်နေတဲ့အဲလီဆန်ဟာကျမ်းမြမော်ကြနေတဲ့စက်ကူချက်လေးကိုတွေ့လိုက်ရပါတယ်။သူကအဲဒီစက်ကူချက်ကိုအနားတုံးနဲ့လမ်းပြီးတော့ဆွဲတဲ့အခါမှာတော့မွေးကောင်ထွက်လာအောင်လန်သွားပါတယ်။မွေးထွက်သွားတဲ့အခါကြာနေတဲ့စက်ကူချက်မှာပကြီဆွဲထားတွေ့လိုက်ရပါတယ်။ အလေးစားဟာမိသားစုစုံညီခြင်းဆိုတဲ့ကလေးလက်ရပကြီးတွေကိုတေးချာကြည့်ပြီးတော့ထထွက်လိုက်တဲ့အချိန်မှာရုတ်တရက်ထက်ကိုးဘွားနေကြုံကြသွားပါတယ်။ဆရာဝန်ကအလေးစားရဲ့ဒဏ်ရာကိုတေးချာစီးထည့်ကပတိစီးပေးခဲ့ပါတယ်။ဆရာဝန်ပြန်သွားတဲ့အခါမှာရဲကအလေးစားပြုတ်ကျတဲ့အပေါက်ကိုလိုက်ပြပြီးကိုပြောပါတယ်။ရဲကထက်ကိုးကနေအတန်ကြီးနဲ့လမ်းလျှောက်တန်နေကြပြီးလှေကားကနေမကြတာကြောင့်မလို့မယုံတယ်လို့ဖြစ်နေပါတယ်။ရဲကဘာဖြေမှလည်းမရှာပေးနိုင်တာကြောင့်မလို့အလေးစားပြန်စီတင်နေပြီးတော့ ရဲရလေသူ့ရဲ့စခန်းမှာအဲလီဆန်ရဲ့စာကိုကြံခဲ့တာကြောင့်မလို့သူ့အတွက်တဝက်တော့လက်မှတ်ထိုးပေးဖို့ပြောလိုက်ပါတယ်။အဲလီဆန်လည်းရဲကိုပြန်စီချင်တာကြောင့်မလို့ရုံငန်းထဲကစာအုပ်အပေါ်မှာလက်မှတ်တစ်ခုထိုးပေးမယ်ဆိုပြီးတော့ရုံငန်းကိုသွားပါတယ်။ရဲကအဲလီဆန်ရဲ့ရုံငန်းထဲမှာပြင်ဆင်ထားတယ်ကိုကြည့်ပြီးတော့ FBI မှာအမှုကြောင်းလေးလာနေတဲ့အခန်းနဲ့တူနေကြောင်းပြောပါတယ်။အဲလီဆန်ကရဲကိုအပြင်ထွက်ပေးဖို့တောင်းဆိုလိုက်တဲ့အခါမှာရဲကအဲလီဆန်ရဲ့စာအုပ်အတွက်အကူအညီပေးသူလက်ထောက်လှုပ်ချင်ကြောင်းကမ်းလှမ်းလိုက်ပါတယ်။အဲလီဆန်လည်းရဲပြောတော့လက်ခံပြီးတော့သူ့ရဲ့လက်ထောက်အဖြစ်တချို့အရာတွေကိုလုပ်ပေးနိုင်ကြောင်းပြောလိုက်ပါတယ်။ ဒါကြောင့်ဖြစ်တဲ့သူကလည်းရဲမှူးကြီးရဲ့ရုံးခန်းထဲကထွက်သွားတဲ့အချိန်မှာမှတ်တမ်းတွေကိုယူပြီးမှဖြစ်တာအကြောင်းမလို့စောင့်နေဖို့ပြောလိုက်ပါတယ်။ဒါကြောင့်ဖြစ်သွားတဲ့ရေးလေးပြန်သွားတဲ့အခါမှာ Tracy က Ellison ကိုတောင်းပန်လိုက်ပါတယ်။ Traver ကိုစိတ်တူရတဲ့အတွက်ယောက်ျားဖြစ်သူကိုဒေါသတွေပုံချမိသူလို့ဖြစ်သွားတာကိုစိတ်မကောင်းဖြစ်နေပါတယ်။ Ellison ကလည်းအိမ်ပြောင်းရတာအကြောင်းမလို့စိတ်ဖိစီးမှုတွေရှိနေနေတာအကြောင်းမလို့နားလေကြောင်ပြောလိုက်ပြီးတော့အဆင်ပြေသွားကြပြန်ပါတယ်။ Ellison ကသူအောင်မြင်ခဲ့တဲ့တုန်းကအင်တာဗျူးတွေပြန်ကြည့်မိတဲ့အခါမှာမတရားမှုတွေကိုသဘောမကျတာအကြောင်းမလို့ လူသက်ကောင်တွေကိုဖမ်းနိုင်မှုရဲတွေတတိမမူမိတာကိုသူကလုတ်ခဲ့တာဖြစ်ကြောင်းဖြေထားတာကိုတွေ့လိုက်ရပါတယ်။အလီဇန်ဟာအဲ့ဒီချိန်လုံးကမေးခွန်းမေးသူကိုကြော်ကြားမှုနဲ့ငွေကြေးအတွက်အစာအုပ်ရေးမဲ့အစာလက်တွေကိုပဲဖျက်ပစ်လိုက်မယ်ဆိုပြီးတော့ပြောခဲ့တာပါ။အင်တာဗျူးအဟောင်းကြည့်ပြီးတော့အလီဇန်ဟာတကူဘွားသူတွေ့ခဲ့တဲ့ကလေးပကြီးနဲ့ပတ်သက်ပြီးအင်တာနက်မှာရှာဖွေလိုက်ပါတယ်။ပကြီးနဲ့ဓာတ်ပုံတွေကိုတိုက်ပြီးတော့စစ်ဆေးကြည့်နေအလီဇန်ဟာဂျိုးဆွဲချပြီးတော့တည်ခဲ့တဲ့တစ်ပင်နာကအရေးလိုမျိုးမျက်နှာတစ်ခုခုကိုတရိပ်ထားမိလိုက်ပါတယ်။သူကအဲ့ဒီပုံတွေကို print ထုတ်ပြီးတော့နေရာမှာကတ်ထားလိုက်တယ်။ ဧကန်းထဲမှာဓားနဲ့လှီးတတ်တဲ့ပုံတွေကိုကြည့်တဲ့အခါမှာလေမသိငါစရာပုံရိပ်ကိုတွေးလိုက်ရပြန်ပါလိမ့်ညနေခင်းရောက်တဲ့အခါမှာချွေစီကကော်ဖီဖြိုပေးပြီးအလက်ရှိကတော့အဖေအတွက်ကော်ဖီကိုယူသွားပေးပါတယ်အလီဆန်ကလက်ထောက်ဖြစ်သူကိုဖုန်းပြောနေရဖြစ်ပြီးလက်ထောက်ဖြစ်သူကကယ်လီဖိုးနီးယားပြည်နယ်ဆာဂရာမန်တိုမြို့မှာမာရီနက်မိသားစုဆိုတာရှိပြီးတော့သူတို့က1996ခုနှစ်ကကားကိုရောင်ထဲမှာမီးရှို့ခံရပြီးတော့တည်သွားကြတော့ အဲ့ဒီမိသားစုတွေကအသက်9နှစ်ွယ်သားတယောက်ကတော့အခုထိပြောင်းနေကြအောင်ပြောပြတာကိုအဲလီဆန်ကစာရေးပြီးတော့လိုက်မှတ်နေပါတယ်။တခြားကိုလမ်းလိပ်စာရှိလာလို့မေးတဲ့အခါမှာ A 1224ဘီလင်တန်ဆာဂရာမန်တိုမြို့ဖြစ်ကြောင်သိလိုက်ရပါတယ်။မိလာမိသားစုအသက်ခံလိုက်ရတဲ့အင်္ဂလိပ်စာက2986ပြီးမောင်ဝေစိန့်လူးဝစ်မြို့ဖြစ်တာကိုသိလိုက်ရတဲ့အခါမှာအဲလီဆန်တခုခုတန်တရားဝင်သွားပြီးတော့29-86လားလို့ထပ်မိလိုက်ပါတယ်။ အလစ်ဆန်အလဲစီဗင်ဗန်ဆန်တို့မိသားစုဒီရင်ကိုပြောင်းမလာခင်ကမိလာမိသားစုအသက်ခံခဲ့ရတဲ့နေရာမှာနေခဲ့ကြအောင်တိလိုက်ရပြီးတော့အန်အောတုံလို့နေပါ ರೀ အလစ်ဆန်လုံးနေရာတွေကိုကွန်ပျူတာတွေကထူးဆန်းတဲ့ရုပ်ကြီးအားမကြည့်နဲ့တလို့လိုက်ကြည့်နေရကိုအလစ်ဆန်မမြင်လိုက်ဘူးဖြစ်သွားပါတယ်အလစ်ဆန်က CCTV ကွန်ပျူတာတွေထဲမှာရှောက်မွေကြည့်နေချန်နေရသူ့ပုံကိုကြည့်လိုက်တဲ့အခါမှာသူ့ခန္ဓာကိုဖတ်တွေ့ထားတဲ့သွေးဆုပ်ပြီးတော့ဖြူလျော့နေတဲ့ကလေးလက်တွေအများကြီးကိုတွေ့လိုက်ရပြီးတော့အလွန်ပဲကြောက်ရွံ့တုန်လှုပ်သွားပါတယ် ညာဘက်ရောက်တဲ့အခါမှာအိတ်နေတဲ့အဲလီဆန်ဟာအပြင်းအအတန်ကြားရာကြောင့်မလို့ထွက်ကြည့်တဲ့အခါမှာရုံးငန်းတကပွင့်နေပြီးတော့ရုပ်ရှင်ပြဇက်ကလည်းလင်းနေပါရီအခန်းထဲမှာလူတယောက်မှရှိမနေပဲပရိုဂျက်တာမှာမိသားစု၄ယောက်ကျူးဆွဲချနေတာကိုပြထားပါရီအဲလီဆန်ရုပ်ရှင်ပြဇက်ကိုပိတ်လိုက်ပြီးတော့ကွန်ပျူတာကိုလည်းရထားလိုက်ပါရီအဲလီဆန်ကနေရာမှာကတ်ထားတဲ့ဓာတ်ပုံကိုယူပြီးတော့အပြင်းအသစ်ပင်တွေတိုက်ကြည့်လိုက်တဲ့အခါမှာတော့အိမ်ပြင်အသစ်ပင်နောက်မှာပုံလေးကလိုမျိုးကြောက်စရာမျက်နှာယူမြင်လိုက်ရပါရီအဲလီဆန်ဟာထိတ်လန့်တုန်လို့သွားပေမဲ့ဘေ့စ်ဘောရိုက်တံထုတ်ကိုယူပြီးတော့အိမ်မြင်ကိုထွက်လိုက်ပါရီ လုံနေတဲ့တပ်ပင်နောက်ကိုတရွေ့ရွေ့တိုးသွားလိုက်ပြီးတော့မီးကိုထိုးကြည့်လိုက်တဲ့အခါမှာတော့တားဖြစ်သူထရာဗာကိုတွေ့လိုက်ရပါတယ်။အဲ့တော့အဲလီဆန်နဲ့အန်အိုသွားပြီးတော့တားဖြစ်သူကိုပွေခေါ်ခဲ့ကအထက်ကိုဝင်သွားရင်းနဲ့မနက်ခင်းမှာဆရာဝန်ခေါ်ဖို့ပြောနေပါတယ်။အဲလီဆန်ကဒမီကိုကောက်လိုက်တဲ့အချိန်မှာပဲဘေးကရောက်လာမှမသိတဲ့ခွေးမမေးကိုမြင်ပြီးတော့လန့်သွားပါတယ်။အဲလီဆန်ကလည်းကြောက်စိတ်ကိုထိမ့်ပြီးတော့သူ့မန်ဘီနီရဲ့ခွေးကိုတတ်နိုင်သမျှချော့မြူကစကားပြောလိုက်ပါတယ်။ သူ့နောက်ကတ်လာရင်တော့ခွေးကိုရိုက်ရမှာပဲဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာအဲလစ်ဆန်ရဲ့အနောက်မှာအရွယ်ဆုံးကလေး9ယောက်ရက်နေတာကိုခွေးကမြင်လိုက်ရအောင်လို့လဲထွက်သွားပါလိမ့်။ခွေးထွက်သွားတဲ့အဲလစ်ဆန်လည်းပဲဘတ်တန်ကိုတော့မှမကင်နိုင်တော့ဘဲနဲ့တချို့လည်းပြေးထွက်သွားပါလိမ့်။မုံမမှန်ဖြစ်နေတဲ့သူ့ကိုထရေစီကနေကောင်းလားလို့မေးလိုက်ပါလိမ့်။ထရေစီကဒါဖြစ်သူထရာဗာဟာအခုလိုဖြစ်နေရမယ့်အရွယ်မဟုတ်တော့တာကြောင့်မလို့ဒီလိုအမှုကျင့်တွေမရှိသင့်တော့ကြောင်းပြောလိုက်တဲ့အခါမှာအဲလစ်ဆန်ကထရာဗာကဘာမှမဖြစ်နိုင်ကြောင်းနှစ်သိမ့်လိုက်ပါလိမ့်။ ဂျေစီကစောက်ကိုဆက်ပြီးတော့မရေးခြင်းကြောင့်အဲလီဆန်ကိုပြောလိုက်ပြီးတော့ဒီမျိုးကနေထွက်သွားတာဘယ်တော့မှပြန်ပြီးတော့မလှဲကြည့်ခြင်းကြောင့်ပြောပါတယ်အဲလီဆန်ကထရာဗာညာဘက်ထိတ်လန့်လာကြအောင်ဒီလိုမျိုးလှုပ်ချင်တာလားလို့မေးတဲ့အခါမှာဂျေစီကတာပြည့်သူကတော့ဒီဆူဆူဝါးမဖြစ်ဘူးကြောင့်ပြောလိုက်ပါတယ်အဲလီဆန်ကိုလည်းအခုလောက်အချိန်ကြီးစိုးနေတာမမြင်ဘူးကြောင့်အရက်တွေလည်းခဏခဏတောက်နေပြီးတော့အဲ့ဒီကိစ္စတွေကထရာဗာကိုလည်းတက်ရောက်နေတာကြောင့်မလို့ဒီဒီကတကယ်ထူးခြားနေရဲဆိုပြီးတော့ပြောလိုက်ပါတယ်ဒီဖြစ်ဖြစ်ကအရင်တော့စာအုပ်ထက်အကြီးကျယ်ပေါက်သွားနိုင်ကြောင် ဇလန်းရိုက်တာတွေနိုင်ငံတကာစုတွေအထိကိုရနိုင်ကြောင်းပြောပါရီးအလို့သာဖြစ်သွားမယ်ဆိုရင်ပတ်စံနေအများကြီးရပြီးတော့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့အနေနဲ့ကြောင်းပြောတဲ့အခါမှာဂျွေစီကလည်းအဲ့ဒါတွေကိုဂီယုမဆိုင်ကြောင်ပြောလိုက်ပါရီးလေမယားနှစ်ယောက်တယောက်တခွန်းအော်ဟစ်ရင်းကနေပြီးတော့အယ်လီဆန်ကခွေးကောင်တွေးလိုက်ရအောင်မလို့သူနည်းနည်းလန့်သွားတာဖြစ်ကြောင်းပြောပြပါရီးနောက်တနေ့ရောက်တဲ့အခါမှာတော့အလီဆန်ကိုလက်ထောက်ဖြစ်သူရေရလိုအပ်တဲ့စာရွက်စာရင်တွေပေးရင်းကနေမယ် သူကငါတို့မဟုတ်တဲ့အကြောင်းနဲ့မှုကင်းစေးပညာသင်တန်းတွေမှာလည်းအထိုက်လျောက်လေးလာမှုရာကြောင့်မလို့ဆက်ဆက်နေတဲ့ဂွင်းဆက်လူသက်မှုတွေကိုတွေ့ရင်သူသိနိုင်ကြောင်ပြောလိုက်ပါလေလက်ထောက်ကရုံငယ်နေရဓာတ်ပုံတွေကိုကြည့်ပြီးတော့ကြောက်စီရကောင်းနဲ့မျက်နာနဲ့ပုံကိုအဲ့ဒါဘာလို့လဲလို့မေးလိုက်တော့အဲလီဆန်ကလည်းငါလည်းဘာလို့လဲဆိုတာသိကျင်နေပါလေလို့ပြောလိုက်ပါလေတချို့မှုတွေမှာလူသက်သမားကတေဆုံးသူတွေကိုစေးခတ်ခဲ့ပြီးတော့အင်အားသုံးစရာမလိုပဲအင်အားသုံးစရာမလိုပဲအလွယ်တကူတတ်နိုင်ခဲ့တာပါဇွဲကြိုးချသေးတဲ့အမှုမှာတော့ လေးတာကိုမနိုင်မှုအတွက် တကိုင်းကိုအသုံးပြုခဲ့တယ်။လူသက်သမားကကလေးတယောက်ကလွဲပြီးမိသားစုအကုန်လုံးတက်ခေခါကျန်တဲ့ကလေးတယောက်ကိုတော့သူနဲ့တူတူခေါ်သွားတာဖြစ်နိုင်ပါလေ။အဲလီဆန်ကအမှုဖြစ်တဲ့နေရာတွေမှာတွေ့ရတဲ့တင်ဂေတာတစ်ခုကိုပြလိုက်တဲ့အခါမှာလက်ထောက်ကလှုပ်ဝက်ဂမ်ဘီယာပညာတွေကပုံနဲ့တူနေရာကြောင့်ဂမ်ဘီရပညာရဲ့ဆိုင်ရာမှုကင်းကျွမ်းကျင်သူပါမောခဂျိုးနက်စ်ကိုဆက်သွယ်ဖို့အတွက်အကြံပေးလိုက်ပါလေ။ဂျိုးနက်စ်ကအဲလီဆန်ပို့လိုက်တဲ့ပုံတွေကတင်ဂေတာဟာရိုးရိုး9000ကျေမဟုတ်ဘဲနဲ့အလွန်ဆိုးရွားတဲ့အမှတ်သားဆိုတာသိနေပါလေ။ 1990ခုနှစ်နောက်ပိုင်းစိန်လူးစ်မြို့နဲ့စကရာမန်ဒူမြို့မှာတွေ့ခဲ့တဲ့အကြောင်းပြောတဲ့အခါမှာအဲလစ်ဆန်ကလေစကရာမန်ဒူမြို့ကအကြောင်းပြောလိုက်ပါတယ်အဲ့ဒီသင်္ကေတကဘာဟီယာဝါရီနဲ့နဗျားရီရဲ့ကိုးကွယ်မှုနဲ့ပတ်သက်တဲ့သင်္ကေတဖြစ်ပြီးတော့ဘေဘီလုံခက်ကဘူဂူလို့ခေါ်တဲ့ကလေးတွေကိုစားတတ်တဲ့လူတယောက်ရှိခဲ့ပါတယ်အဲ့ဒီပုံမြအပိုင်းစာတွေကိုဆက်လိုက်မယ်ဆိုရင်ဘူဂူဟာသူရှင်တန်မှုအတွက်ကလေးတွေရဲ့ဝိညာဉ်တွေကိုလိုအပ်တယ်လို့ယူဆပြီးတော့ဘူဂူကကလေးတွေကိုလူလောကနဲ့တွေးပြီးအောင်တွေးဆောင်ဖျားယောင်းတာ သူပိုင်တဲ့ငရေခိုင်ထဲမှာပိတ်လောင်ပြီးတော့မှတပြေးပြေးချင်းကလေးတွေဝိညာဉ်ကိုစားသုံးတာဖြစ်နိုင်ပါတယ်။ဂျိုနက်ရှင်းပြတာတွေကိုနားထောင်ပြီးတော့အဲလီဆန်ကအဲ့ဒီတင်ဂေရာကိုဆွဲတဲ့သူကကလေးတွေကိုစားပြစ်တာလားလို့မေးလိုက်ပါတယ်။ဂျိုနက်ကတင်ဂေရာပေါ်လာရင်တော့အဲ့လိုမျိုးလုံနိုင်ပေမဲ့ဒီအမှုတွေနဲ့တော့ပတ်သက်လိမ့်မယ်မထင်ကြောင်ပြောလိုက်ပါတယ်။အဲ့ဒီညမှာအဲလီဆန်ဟာရုပ်ရှင်ပြားစက်ကြီးပွင့်နေတဲ့အတန်းကြောင့်လန်နိုးသွားပါတယ်။အဲဒီဆန်ကဆက်ကလုတ်တွေကိုပိတ်ပြီးတော့ကြောက်ရွံ့တုန်လှုပ်နေရကြောင်းမလို့ဘေ့စ်ဘောတုပ်ကြီးကိုကင်ပြီးတော့ဟိုဒီဒီရှောက်ကြည့်နေပါလေ သူရဲ့နောက်မှာတော့မျက်နှာမှာအင်းကွက်လိုမျိုးအမှတ်သားရည်နဲ့ကလေးတရေမလေးတယောက်ပေါ်လာခဲ့ပါတယ်။အဲလီဆန်ကတော့ခြေတံကလွဲပြီးတော့ဘာမှမမြင်မတွေ့ရဖြစ်နေပြီးပိတ်ထားတဲ့ရုပ်ရှင်ပြားဆက်ကြီးကလည်းတတိတိအတန်မြင်နေရကြောင်းအဲလီဆန်ဟာသားသမီးတွေရဲ့အခန်းကိုလည်းတွားကြည့်လိုက်ပါတယ်။အက်ရှလီရဲ့အခန်းကနေအဲလီဆန်ထွက်သွားတဲ့အခါမှာအက်ရှလီကမအိပ်ဖိနဲ့တစ်ဖက်ကိုစောင်းပြီးနိုးနေခဲ့ပါတယ်။သူနဲ့မျက်နှာချင်းဆိုင်မှာတော့ကြောက်စရာမျက်နှာအသွင်မြင်တဲ့ကလေးတရေမလေးဟာအက်ရှလီကိုတိတ်တိတ်နေဖို့ပြောနေပါတယ်။ ိညာတွေမှာသွေးပြက်ခြောက်ချားနေတဲ့အဲလီဆန်ဟာတကားတွေအားလုံးကြက်ချပြီးတော့ဘေ့စ်ဘောတုပ်ကိုပိုက်ထားရင်းနဲ့ဆူဖာပေါ်မှာပဲအိပ်ပျော်သွားခဲ့ပါရီအဲလီဆန်နိုးလာတဲ့ခါမှာညကဘာမှမဖြစ်ထားသလိုတိန်လုံးကတိတ်ဆိတ်နေပြီးလက်ထောက်ရောက်လာတဲ့ခါမှာအဲလီဆန်ကစတီဗင်ဆန်မိသားစုနဲ့ပတ်သက်ပြီးတော့ထူးဆန်းတာရှိခဲ့လားဆိုပြီးမေးပါရီလက်တော့ကလည်းထူးခြားစမ်းကြတာမျိုးမရှိပါဘူးလို့ပြန်ပြောတဲ့ခါမှာသူလည်းပဲစိတ်ပြတ်သွားပါရီလက်တော့ကအဲလီဆန်ရင်ဆိုင်နေရတာကိုရိမ့်မိပြီးတော့ဒီကိစ္စတွေကိုသူ့မိမသိလာလို့မေးတဲ့ခါမှာ အလီဆန်ကအရာအလုံးသူ့မိမမသိကြအောင်ပြောလိုက်တာကြောင့်မလို့လက်ထောက်ဖြစ်သူကလည်းအံ့ဩသွားပါတယ်။အလီဆန်ဟာဒီလိုတဘာဝအလုံးဖြစ်ရက်တွေကိုမယုံကြည်သူဖြစ်တာကြောင့်မလို့အခုအဖြစ်ပြက်တွေဟာသူ့ကိုသွေးပြက်နေစီတာကိုလက်ထောက်ဖြစ်သူကနားလေလိုက်ပါတယ်။အလီဆန်ကစတီဗန်ဆန်တို့ဒီမှာနေသွားတဲ့အချိန်တွေမှာထူးခြားတာသိခြင်းပေမဲ့လက်ထောက်ကအဲ့ဒီမိသားစုဟာရဲရင်နဲ့ပတ်သက်မှုမရှိခဲ့တာကိုပြောပြလိုက်ပါတယ်။လက်ထောက်ဖြစ်သူကအလီဆန်ကိုလိုသက်ခံရတဲ့အိမ်မှာပြောင်းလာနေရကြောင်းစိတ်ပိုင်းဆိုင်ရာပြောင်းလဲနေနိုင်တယ်လို့ အရက်တွေတောင်းနေရအောင်လေစိတ်ထင်ရမြင်နေနိုင်တာလေဖြစ်နိုင်ကြောင်းပြောလိုက်ပါရီအလီဆန်ကဒေါသထွက်သွားအောင်လို့လက်ထောက်ကအိမ်နောက်ဘက်မှာလူလေးယောက်ကျိုးဆွဲချတေးခဲ့ပြီးတော့ကလေးမလေးတယောက်လည်းပျောက်နေတဲ့နေရာမှာသူသာဆိုရင်တညတော်မှအိမ်ထဲမှာမဟုတ်ကြောင်းပြန်ပြောလိုက်ပါရီစာရင်းနေတဲ့အလီဆန်ကလေထရီစီရဲ့အော်တန်ကြောင့်မလို့အပြင်ကိုထွက်လာခဲ့ပါရီအခန်းထဲမှာပကြီးဆွဲရမယ်လို့သတ်မှတ်ထားခဲ့ပေမဲ့အက်ရှလီယာအခန်းပြင်မှာပကြီးကိုဆွဲနေခဲ့ပါရီသူဆွဲနေတဲ့ပကြီးကလေပျောက်သွားတဲ့ကောင်မလေးစတက်ဖနီရဲ့ပုံဖြစ်နေရကြောင်းမလို့အလီဆန်ကလည်းလန်သွားပါရီ အဖေဆောင်းရေးနေတဲ့သူကစတက်ဖနီရဲ့အကြောင်းဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာထရေစီတယောက်အားလုံးသဘောပေါက်သွားခဲ့ပါပြီ။အရာအားလုံးသိသွားတဲ့ထရေစီကိုအယ်လီဆန်ရှင်းပြပေးမယ်ထရေစီကလည်းဒေါသကြီးပြီးတော့လက်မခံနိုင်ဖြစ်နေပါပြီ။သူသမီးဆွဲတဲ့ပကြီကားရဲ့လိုမျိုးဒီအိမ်မှာကျူးဆွေးချတည်သွားတော့သိရပြီတဲ့အခါမှာတော့ထရေစီကအလုံးပဲစိတ်ပြက်လက်ပြက်ဖြစ်သွားပါပြီ။အယ်လီဆန်ကလည်းသူသမီးရဲ့အတွက်သူဟာအကောင်းဆုံးအဖေဖြစ်ရှိနေကြောင်းနဲ့သူ့ရဲ့သမီးဟာဒီလူသက်မှုကလေးမလေးအတွက်စိတ်မကောင်းဖြစ်နေရလေတခုပဲရှိနေကြောင်းပြောပါရီ။ လင်မယားနဲ့အဲ့လိုအခြေတင်ညင်းကုန်ကြရင်လည်း Tracy ကသူတို့မမုန်းမဲ့ထူးဆန်းသလိုကြည့်မနေမဲ့အိမ်ကြီးချင်းနေနဲ့စိတ်လုံးကြုံမှုရမယ်အိမ်ရဘယ်မှာလဲဆိုပြီးတော့မေးလိုက်ပါတယ်။ Tracy ကကလေးတွေကိုစိတ်ပူပန်မှုကင်းကင်းနဲ့နေစီခြင်းပြီးတော့ Alison ကလည်းအရာတွေအားလုံးကစာအုပ်ကြီးပြီးသွားနဲ့ရနိုင်လိမ့်မယ်လို့ထင်နေပါတယ်။ညရောက်တဲ့အခါမှာတော့ Tracy က Ashley ကိုတိတ်ပြီးတော့ Alison ကိုသွားကြည့်ခဲ့ပါတယ်။ Alison ကအင်တာဗျူးဟောင်းနေနားထောင်ပြီးတော့အိမ်ငိုက်နေရကြောင်း Tracy ကအိတ်ဖို့တပြောလိုက်ပါတယ်။ အဲ့ဒီနဲ့အဲလီဆာဟာရုပ်ရှင်ဇက်အတန်ဒီကြားလာရတာကြောင့်နိုးလာပြီးတော့နားတွေကိုပိတ်ထားလိုက်ပါတယ်အဲလီဆာရုံငန်းလေးကိုရောက်လာတဲ့ခါမှာရုပ်ရှင်ဇက်ကိုမတွေ့ရအောင်မလို့အတန်ဒီကိုကြားနေရတဲ့ထက်ကိုပေါ်တက်လာခဲ့ပါတယ်လုံတက်မှုကြီးတွေကပျောက်ဆုံးသွားတဲ့ကလေးတွေဟာပရိုဂျက်တာကိုထိုင်ကြည့်နေကြပြီးသူ့ကိုမြင်တဲ့ခါမှာတော့တိတ်တိတ်လေးနေဖို့အတွက်အမူအရာပြလိုက်ပါတယ်ပရိုဂျက်တာနေပြီးတော့ဘူဂူလို့ခေါ်တဲ့အကြောက်စရာအသွင်မြင်တဲ့ဝိညာဉ်ကောင်းတွေထွက်လာတဲ့အချိန်မှာပဲအဲလီဆန်နဲ့လန့်ပြီးတော့အောက်ကိုပြုတ်ကျသွားပါတယ် အလီဇန်ပြုတ်ကြရတဲ့နေရာကိုအပေါ်ကနေပြီးတော့ရုပ်ရှင်ဇက်ထိထားတဲ့စက်ကူပုံးမှာပြုတ်ကြလာပါတယ်။အလီဇန်အသွေးပြောင်းအကြောင်းနေပြီမဲ့ကြာလာတာတွေကိုကောက်ပြီးတော့အိမ်ပြင်ထွက်ကာအမြန်မီးရှို့ပြီးတဲ့အထိဆက်ထရနေပြီးတော့အတန်တွေကိုကြားနေရပါတယ်။ညာနဲ့တကောင်ဗျာများနေတဲ့အလီဇန်ရှိရာစီကိုထရေစီကရောက်လာတဲ့အခါမှာတော့အလီဇန်ကသူ့အမလှုပ်ခဲမိပြီဖြစ်တာအကြောင်းမလို့ကလေးကိုခေါ်ပြီးတော့ဒီရင်ကနေအမြန်ဆုံးထွက်သွားကြမယ်ဆိုပြီးပြောလိုက်ပါတယ်။အိမ်ပြောင်းနေတဲ့ကလေးတွေကိုခေါ်ပြီးတော့အလီဇန်တို့လင်းများကအိမ်ကနေပြီးအမြန်ဆုံးထွက်လာခဲ့ကြပါတယ်။ ။အလေဇန်ကကောင်းအောင်အမြန်နှုံးနဲ့မောင်းနေရကြောင်းအနောက်ကနေရင်းနှင်းရလိုက်လာပါလေ။ရဲမှုကြီးကလိုင်းစင်နဲ့မှတ်ပုံတွေကိုတောင်းကြည့်လိုက်ပြီးတော့အလေဇန်တို့အဲ့ဒီအိမ်ကနေထွက်ပြေးလာကြတော့ရိတ်မိသွားပါလေ။အိမ်သေးရောက်ပြီးတော့အလုံများနေတဲ့အလေဇန်ကလည်းလက်ထောက်ဖြစ်သူဖုန်းခေါ်တော့အကင်မိပဲနေလိုက်မိပါလေ။အလီဇန်ဟာညာဘက်ကွန်ပျူတာရှိမှထိုင်တဲ့ခါမှာဂျိုးနက်စ်နဲ့စကားပြောရပါတယ်။ဘူဂူနဲ့ပတ်သက်ပြီးတော့စုံစမ်းတဲ့ခါမှာအများကြီးဖြက်စီးခံထားပြီးတိတ်မကြံတော့ကြောင်းသိလိုက်ရပါတယ်။ရှေးကခရီးရန်တွေကဘူဂူဟာသူ့ရဲ့ပုံတွေထဲမှာရှင်သန်နေလို့ထင်ခဲ့ကြပါတယ်။ ရှေးခေတ်ဘုရားကျောင်းအယူအဆရဂူဘူဟာသူ့ပုံတွေကိုမြင်တဲ့လူတွေကိုဝင်ပူးပြီးတော့ဆိုးရွားတဲ့ကိစ္စတွေကိုလုပ်စီတာဖြစ်ပါတယ်။ကြီးမိတဲ့ကလေးတွေဟာဘူဂူတွေဝင်ပူးဖို့ပိုပြီးလွယ်ကူပါတယ်။ကြားလာတဲ့အတွက်စိတ်မသက်မသာဖြစ်သွားတဲ့အဲလစ်ဆန်ဟာအဲ့ဒီပုံတွေကိုဖျက်ဆီးပြင်ရောဘူဂူကဒီဘက်လောကတွေကိုလာနိုင်ဦးမလားဆိုပြီးမေးပါတယ်။ဂျိုနက်စ်ကလည်းအဲလစ်ဆန်ကိုတိတ်ပြီးတော့နားမလဲသူဖြစ်နေပြီးနှုတ်ဆက်သွားပါတယ်။အဲလစ်ဆန်ဟာသူ့ကင်မရာတွေကအမှုနဲ့ပတ်သက်တဲ့အရာတွေကိုအမိုက်ပုံးနဲ့ကိုရှင်းထုတ်လိုက်ပြီးထက်ကိုးပေါ်တက်သွားပါတယ်။ တကူရောက်တဲ့အခါမှာတော့ရုပ်ရှင်ဆက်ထည့်တဲ့စက်ကူပုံပြန်တွေးလိုက်ရအောင်မလို့ခေါင်းတပန်ကြီးသွားပါလေ။ပုံနဲ့ပစ္စည်းကိုတုံးချလိုက်တဲ့အခါမှာစက်ကူအိတ်ထဲထည့်ထားတဲ့ flin အပိုင်းစာကိုတွေးလိုက်ရပါလေ။ Alison က flin ကိုစူးစမ်းပန်းစာဆက်နေတဲ့အချိန်မှာလက်ထောက်စီကဖုန်းဝင်လာခဲ့ပြီးတော့ Alison သိကျင်တဲ့မိသားစုတိုင်းဟာအရှိရလူတက်မှုဖြစ်ခဲ့တဲ့အိမ်မှာနေသွားခဲ့ကြတာဖြစ်နေကြောင်းပြောပြပါလေ။ Stevenson တို့နေသွားတဲ့အိမ်ကမိလာမိသားစု လေဘင်းအလီသက်ခံရတဲ့နေရာဖြစ်ပါလေ။လက်ထောက်ပြသူကအိမ်ကြီးရဲ့ဇယားကိုတေချာရှင်းပြတဲ့အခါမှာ Alison က အဲ့လူတက်မှုနောက်ဆုံးအင်အားနေပြောင်းလာခဲ့တော့သဘောပေါက်သွားပါတယ်။လက်ထောင်နဲ့ဖုံးပြောပြီးတဲ့ခါမှာအဲလီဆန်ဟာကျူးဆွေးချတဲ့ဖလင်ကိုဖြွင့်ကြည့်လိုက်ပါတယ်။ဒီခါမှာတော့အဲလီဆန်အစ်ပင်ပေါ်ဆင်းလာပြီးတော့အလောင်းတွေကိုဟီလီခိုစီးနေတဲ့စတက်ဖနီကိုတွေ့လိုက်ရပါတယ်။စတက်ဖနီကကင်မရာကိုကြည့်ပြီးတော့တိတ်တိတ်နေဖို့အမူအရာပြပါတယ်။ကားမီလောင်တဲ့နေရာမှာလေပျောက်သွားတဲ့ကလေးကကင်မရာကိုကြည့်ပြီးတော့အမူအရာလှုပ်ပြနေပါတယ်။အဲလိုနေပဲရေကူးကန်နာကလေးအခန်းလေးကဓာတ်ကင်ထားတဲ့ကလေးတွေရဲ့ပုံစံကိုအတူတူမြင်လိုက်ရတဲ့အခါမှာလူသက်မှုဟာကလေးတွေကျူးလွန်ထားတာဖြစ်မှန်းအလီဆန်တယောက်တည်သွားခဲ့ပါတယ် သွေးပြောင်ချောက်ချားသွားတဲ့အလစ်ဆန်ဟာကွန်ပျူတာရှေ့အားထားပြီးတော့ကော်ဖီခွက်ကိုယူလိုက်တဲ့အခါမှာကော်ဖီကရောင်နေပြောင်းနေပါပြီ။ကော်ဖီရဲ့ခွက်အောက်မှာရှိတဲ့ Ashley ရဲ့ကောင်းသောညပါအဖေလို့သွေးစာနဲ့ရေးထားတော့တွေ့လိုက်ရပြီးအစိမ့်မိထားတဲ့အလစ်ဆန်တယောက်လဲကျသွားပါတယ်။အဲ့ဒီအချိန်မှာပဲ Ashley ကရောက်လာပြီးတော့ video တွေကိုပို့ရှင်အောင်လုပ်ပေးထားတာကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။ Ashley ကမိသားစုဝင်တွေကိုပါဗဇက်နဲ့တိတ်တင်တဲ့အုပ်ကလက်တွေကိုလည်းချီနှောင်ထားပါတယ်။လက်တစ်ဖက်ကပစိန်ဝင်ကင်ပြီးတော့လဲကြတဲ့လူတွေကိုလည်း video မှတန်းတင်နေပါတယ်။ အလစ်စာသမီးပြည်သူအက်ရှလီကသူ့ကိုတတ်တော်မှာကိုသိနေပေမဲ့ဘာမှမတတ်နိုင်ပဲကြေကွဲစွာပဲကြည်နေရပါတယ်။အက်ရှလီကပစိန်ကိုကင်မြောက်လိုက်ပြီးနောက်မှာတော့တိုင်အိမ်လုံးသွေးနေပေပွားနေပါတယ်။အခန်းထဲရန်ဒီမှာထူးခြားတဲ့ဘူးကူးရဲ့အမှတ်သားကိုလည်းသွေးနဲ့ရေးချေထားပါတယ်။ပရိုဂျက်တာလေးကတခြားကလေးပါပေါ်လာတဲ့ချိန်မှာတော့အက်ရှလီကသွေးပေနေတဲ့လက်နဲ့မိသားစုပကြီးကိုရေးဆွဲနေပါတယ်။အက်ရှလီရဲ့နောက်ကဂူဂူပေါ်လာတဲ့ခါမှာတော့တခြားကလေးတွေဟာနောက်ကိုထွက်ပြေးကြပြီးဘူးကူးကအက်ရှလီကိုပွေ့ချီခေါ်သွားလိုက်ပါတော့တယ်။